ကျွန်တော်ကတော့တန်းနဆက်တနည်းရှိပါပြီဒီဖြစ်ရကိုကျွန်တော်ဦးလေးဖြစ်သွားတော့ဟာကျွန်တော်ကအသက်9နှစ်ပဲရှိသေးတာပါဦးလေးကကျွန်တော်တို့အိမ်ရဲ့ဒုတိယရက်ကအခန်းလုံးမှာနေတာပါသူကအဖေရဲ့ဝန်ကွက်ဖြစ်နေတာကြောင့်ကျွန်တော်တို့မိသားစုနဲ့တတော်ရင်းနေတယ်ကျွန်တော်ဦးလေးကမနက်ပိုင်းဆိုအစောကြီးတွေနှုတ်တဲ့သူမျိုးပါဒေးနိုင်လောက်ထပြီးကော်ပီတောက်ရင်မနက်တိုင်းထပြီးပြီးလေ့ကျင့်ခန်းလုပ်တတ်တဲ့သူပါတို့အမြဲကျွန်တော်တို့ကိုပြောပြတဲ့ဟာကတော့သူ့မှာတတိယမြောက်မျိုးလုံးရှိပြီး တရေတွေကိုလည်းမြင်ရတယ်လို့ပါကျွန်တော်တို့အိမ်ကြောင်းနည်းနည်းပြောပြရမယ်ဆိုတလန်းလုံးမှာကျွန်တော်တို့အိမ်ကပထမဆုံးစောက်ခဲ့တဲ့အိမ်လို့တောင်ပြောလို့ရလောက်တဲ့အထိအိမ်ကတော်တော်ကိုအိုဟောင်းနေပါတယ်တခါလေကြာရင် အိမ်ထဲမှာဘသူမှလည်းမရှိပဲတခုခုကရွေးနေတယ်လို့ကြားရတတ်တယ်အထူးသဖြင့်တော့ညာဘက်တွေမှာပေါ့ဒါပေမဲ့လည်းကျွန်တော်တို့ကအဲ့လောက်ကူးမဆိုင်ဘူးတနေ့တော့ဦးလေးကပုံမှန်အတိုင်းသူ့နိုးနေကြ၄နာရီလောက်နိုးလာခဲ့တယ် သူ့ခန်းကလီကာဘီနာကအခန်းပါ သူလည်းထွက်လာတော့အဲ့ချိန်တုန်းကအသက်18နှစ်လောက်ရှိတဲ့ကျွန်တော်ရဲ့အမက ကော်ပီကော့ကိုကိုင်ရင်နဲ့လီကာကနေပြီးတက်လာတာတွေ့လိုက်ရတယ်ဒူးဆန်းနာကတော့အမကမျက်နာကိုအောက်ငုံထားပြီးတစ်ချိန်လုံးသူ့မျက်နာကို မပြတာပါပဲဦးလေးလည်းသူ့ကိုနှုတ်ဆက်လိုက်တယ်မင်္ဂလာမနက်ခင်းပါဒါနဲ့ဘယ်လိုလုပ်နူးလီလာတော့ဒါပေမဲ့သူမကဦးလေးပြောတာကိုလေးလူရှူပြီးတော့စက်သွားနေခဲ့တယ် ဦးလေးကလည်းသူမစာကိုညနေလောက်ထိလုပ်ပြီးတုံမုံနေတာပဲနေမှာပါလို့တွေးလိုက်တယ်။နောက်တော့ဦးလေးကော်ပီတောက်ဖို့အောက်တကမီးဖို့ကြောင်ဘက်ကိုဆင်းလာတော့ဧကန်းထဲမှာအဝတ်တွေကိုမီးဖို့တိုက်နေတဲ့ကျွန်တော်အမေကိုတွေးလိုက်ရတယ်။ကျွန်တော်ဦးလေးလည်းနည်းနည်းကြောင်သွားခဲ့တယ်။ဘာလို့ဆိုဘလို့လို့သူက မနက်၄နာရီကြီးထားပြီးမီးဖို့တွေထားတိုက်နေရလဲပေါ့။အဲ့တော့ဦးလေးလည်းကုနာကကျွန်တော်အမကိုပြောခဲ့လို့ထပ်မေးလိုက်တယ်။ဘလို့လို့ဆိုရင်နိုးနေတာလဲ။ ကျွန်တော်ဦးလေးတခုတတိထားမိတာကသူမကမင်းညာအဲ့ရမွေငင်းတော့ကဝတ်ထားတဲ့အင်ကြီးကဂူးနဲ့တပုံစံနဲ့ပါပဲဒါပေမဲ့ကျွန်တော်ဦးလေးပြောတာကိုလစ်လူရှူနေခဲ့တယ်အမှန်တော့အမေကဘသူပြောပြောဘယ်တော့မှလစ်လူမရှူတဲ့လူပါအဲ့ဒါကြောင့်ဦးလေးလည်းဒါထူးဆန်းနေပြီဆိုတာသိလိုက်တယ်သူမအောက်ဆိုင်ပြီးမိဘကိုပဲဆက်ပြီးတိုက်နေခဲ့တယ်ဦးလေးသွေးနေတာကတော့တကူကူကလုံအောင်ကိုမှားနေပြီအဲ့ဒါနဲ့သူပေါ်တက်ကအခန်းကိုညံ့ညံ့ပြေးဝင်ပြီး တကားလောချမီးတွေပယ်ရင်အဲ့ရတဲ့ဝင်ပြီးပြီးခဲ့တာအကုန်မေးဖို့လုပ်တယ်။ပြန်နိုးလာတော့စင်နိုင်လောက်ဝန်းကျင်လောက်ရှိပါပြီ။ကျွန်တော်အမေနဲ့အမကိုမင်းညကပြီးခဲ့တာအကုန်ပြန်ပြောပြလိုက်တယ်။ဒါပေမဲ့သူတို့ပြန်ပြေတာကတော့နေနိုင်တုန်းကတရေးတော်မနိုးပဲတညာလုံးသူတို့အိတ်နေကြတာတည်းပါ။ကျွန်တော်ဦးလေးကြုံခဲ့ရတာအတွက်လုံးဝကိုလန်သွားခဲ့တယ်။တရေရောက်ကတော့ကျွန်တော်အမေနဲ့အမလိုပုံစံလုပ်ပြီးအိမ်ထဲမှာမနှက်စောကြီးရှောက်သွားနေတာပါပဲ။ ကျွန်တော်အဲ့အချိန်တုန်းကဆိုတော်တော်လန့်နေခဲ့တယ်ကျွန်တော်လည်းအိမ်ထဲမှာတယောက်တည်းရှိနေတဲ့အချိန်ကြရင်အဲ့လိုကြီးမြင်ရမလားဆိုပြီးအမဲဆူးရင်ပြီးကြောက်လာခဲ့တယ်အဲ့တွေးတွေစေတဲ့ရောက်လာတိုင်းကျွန်တော်မေးပြောက်ဖို့အမဲလုပ်တယ်အဲ့ပြပြဖြစ်လို့နောက်နေကြတော့ကျွန်တော်ဦးလေး၃နာရီလောက်နိုးလာခဲ့ပြန်တယ်သူ့ရဲ့အခန်းထောက်မှာတရရောက်ရှိနေရဆိုတော့ခန်းစားချက်ကြီးနဲ့ပေါ့နောက်တော့မိမတယောက်စပင်းရှိဖားလာကြီးနဲ့ထိုင်ပြီးငေးကြည့်နေတာတွေ့လိုက်ရတယ်ကျွန်တော်ဦးလေးလည်းခဏလောက်ကြက်တိတ်သေးပြီး ဘာဆက်လုပ်ရမလဲမသိဖြစ်နေခဲ့တယ်။သူတကူလုံးတုံ့ပြန်လာပြီးငါနဲ့ဝီဝဲမှနေစမ်းလို့အော်ပြောရင်းစောင့်ခြုံလိုက်တယ်။မိနစ်နေငယ်လောက်လဲနေတော့အမိမကိုတွေးလိုက်ရတဲ့နေရာလဲပြန်ကြည့်လိုက်တော့သူမရှိမနေတော့ဘူး။အဲနေကကျွန်တော်ဦးလေးမီးဖွင့်ပြီးတော့အိတ်လဲရတယ်။အဲဖြည့်ပြက်တွေဂျုံလိုက်ပြီးကြတဲ့ကကျွန်တော်ဦးလေးနောက်ထပ်ဒူးစန်းနာတွေအိမ်မှာထပ်ပြီးမကြုံရတော့ပါဘူး။ဒီဇလန်းလေးကိုအဆုံးထိကြည့်ပြီးလို့ဂျေဆုအထူးတင်ရှိပါဗျ။ ဗီဒီယိုလေးကိုကြိုက်နေတဲ့ရင်လည်း like လုပ်လေးနှိပ်ခဲ့ပြီး channel လေးကိုလည်း subscribe လေးလုပ်တော့ကြပါအောင်နော်နောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့ပါမယ်